မင်္ဂလာပါရှင်။ Samni Entertainment မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့အခုခေတ်လူတော်တော်များများကကြားဘူးနားဝတာရှိပေမဲ့အသုံးပြုခြင်းမရှိတဲ့မြမပထမဆုံးတက်ပလက်သို့မဟုတ်ကြောက်သင်မုံသမိုင်းကြောင်းလေးကိုလေ့လာမိသလောက်တင်ဆက်ပေးခြင်းပါရဲ့ရှင်။ ကျောက်တင်မုံကိုတော့1945ခုနှစ်မှာမွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ဘလူးကျွန်းမူထွန်းရွာမှာစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကျောက်တင်မုံနဲ့ကျောက်တန်းများဖြစ်ပေါ်လာပုံကတော့1945ခုနှစ်မှာဥအောင်သိန်းဆိုသူဟာမုံဆိုးမတောင်မှာစီးစင်းနေသောစမ်းချောင်းရှိကျောက်ပြားများကိုကောက်ယူပြီးတန်းများနဲ့အချစ်ခါမြမကျောက်တင်မုံကိုစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ထို့အချိန်ကဆက်မပေါ်သေး၍လက်ဖြစ်သားလောက်ကန်ရသဖြင့်တနည်းလျင်ကျောက်တင်မုံ၅ချက်သာပြီးခဲ့ပါတယ်။တဖြည်းဖြည်းနဲ့တခြားသူများကလည်းရင်းကြောက် ောင်းမှာကြောက်တင်မွန်ပြုတ်လို့ရကြောင်းကိုသိရှိလာကြသဖြင့်မြေသူမဆိုးမိမိစိတ်သည့်အနေအရင်းကြောက်များကိုခွာယူ၍စမ်းသပ်ပြုတ်လို့ရမှာကြောက်တင်မွန်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်1950ခုနှစ်မှစ၍ကြောက်များကိုခွာမရတော့ဘဲတွင်းစတင်တူဖော်ရမှာကြောက်တွင်းများဖြစ်လာခဲ့ပါတယ်ရှင်းနှစ်ပေါင်းများစွာကတည်းကမူတွန်းရွာဟာမုံတို့ရဲ့လက်မှုပညာတရက်အဖြစ်ကြောက်တင်မွန်လုပ်ငန်းဟာကြော်ကြားလာခဲ့ပါတယ်ကြောက်တင်မွန်ကြောက်တွေကိုတော့မုတ်ဆိုးမတောင်အနီးတဝိုင်းတောင်များမှာတူးယူရရှိပါတယ်မနက်လင်းနာနဲ့ကြောက်တူးသမားတွေဟာတောင်ပေါ် ဝတ်တက်ပြီးတောင်ပေါ်ကနေတဆင်ကြောက်တွဲနဲ့ကိုတစ်ခါပြန်ဆင်းရပါတယ်။ကြောက်တင်မုံကြောက်တွေဟာအရင်ကအပေါ်ရန်ကနေခွာယူရရတော့လေအခုဆိုရင်တွဲနဲ့ကြီးတူးပြီးယူရပါတယ်။တွဲများကိုတက်တဲ့တူးလို့မရပါဘူး။ဆောင်းဆောင်းလေးတူးရပါတယ်။အောက်ကိုဆင်းမဲ့ဆိုရင်လည်းလေမဝင်တဲ့အတွက်ဖျောင်းနိုင်ထွန်းလို့မရပါဘူး။မိကြောင်များထွန်းပြီးဆင်းရပါတယ်။တချို့တူးနေသော တွဲတွေဟာပေနေရာအထိနဲ့တဲ့အတွက်အောက်ခြေမှာရေများစိတ်ဝင်လာပါတယ်။ထိုရေများကိုမော်တာများဖြင့်စုပ်တင်ရပါတယ်။ရေကုန်လျင်တော့အပေါ်ရန်မှာတင်နေတဲ့နုံမ များကိုချစ်ထုတ်ရပါတယ်ချစ်ထုတ်ပြီးပြီဆိုလျင်ကြောက်များကိုစတူးရပါတယ်ကြောက်များကိုအတုံးလိုက်အလွှားလိုက်တူးပြီးပြီဆိုလျင်တွင်းပေါ်သို့တင်ရပါတယ်တွင်းထိတ်သို့ရောက်လျင်ကြောက်များကိုခွဲရပါတယ်အလွှားလိုက်အချက်လိုက်ခွာပြီးလျင်တော့ပုံစံသွင်းရပါတယ်အရွယ်အစားအလိုက်၈လက်မှ၆လက်မှ9လက်မှစသဖြင့်အကျန်းဖြည့်၍ရွာသို့အသည်သွားကြပါတယ်ရွာရောက်လျင်တော့ကြောက်အကျန်းများကိုလာဝယ်ကြပါတယ်ဝယ်ပြီးကြောက်တွေကိုရွှေပောင်ထိုးရပါတယ်ရွှေပောင်ထိုးပြီးလျင်တော့ကက်ကြီးနှင့်လေးဖက်လေးတန်းကြီးအောင်ညှိပေးရပါတယ် ်ပြီးလျင်တော့ဆက်နှစ်တစ်ခါပြန်ချောပေးရပါတယ်ထို့နောက်မှာသာရေနစ်စေနေပူလှန်ဆေးသုံးအချောက်ခံရပါတယ်ပြီးလျင်တော့ဘောင်သွင်းရပါတယ်ဘောင်သွင်းပြီးလျင်ကော့ပတ်နဲ့အချောပြန်ကင်ရပါတယ်အချောကင်ပြီးလျင်တော့လေးဘက်လေးတံမှာတန်းရိုက်ပေးရပါတယ်ဝါသို့မဟုတ်တစ်မာသားဖြင့်တစ်ပွားသားပေါင်းဤအဆက်တောင်များတွင်စို့ရိုက်ထိန်းချုပ်ပေးရခြင်းဖြစ်နိုင်ပါတယ်သူ့အရွယ်နဲ့သူစီးပြီးတော့မော်လမြိုင်ကိုတင်ဖို့ကနေအသီးသီးကိုဖြန့်ကြပါတယ်ကြောက်တယ်မုံပြုတ်လုပ်ပုံအစဉ်စဉ်ကတော့ကြောက်တွဲမှာတူးရွေရသောကြောက်တုံးများကို လုပ်သားများကတွင်းဝရှိတဲငယ်အောက်သို့ပို့ဆောင်ပေးရပါတယ်။၎င်းကြောက်တုံးများကိုတော့ကျွမ်းကျင်သူလုပ်သားပိုင်ရှင်တဦးကကြောက်သွားခွဲရန်ဓာတ်ဖြင့်ခွဲထုတ်ရပါတယ်။ခွဲထုတ်ပြီးတော့ကြောက်ပြားများကိုလုပ်သားတဦးကကြောက်ညက်ကကြီးဖြင့်အရွယ်အစားလိုက်ညက်ပေးရပါတယ်။ကိုက်ညက်ရမှာတော့ကြောက်တင်မုံအငယ်ဆုံးအရွယ်အစားအထိရွေးချယ်ညက်ပြီးတော့ကြံကြောက်ပြားအလုံးမှာကြောက်တန်ကြောက်တေဖြစ်သွားပါတယ်။ကြောက်ပြားများကိုလက်သမားကိုင်းရွှေဘော်ဖြင့်ညီအောင်ပေါအောင်ဘောင်းနှစ်ဖက်လုံးကိုထိုးပေးရပါတယ်။ ထော့ပီကြောက်ပြားတွေကိုတော့ကြောက်ညက်ကကြေးဖြင့်စတုကန်ပုံကြအောင်ညီညာစွာညှက်ပေးရပါတယ်။ ညက်ပီးကြောင်များကိုတော့ဆက်လုတ်သားများလာရောက်ထမ်းယူပြီးတော့ဆက်တွင်ချောမော့အောင်နှစ်ဖက်ပိုလုံးများဖြင့်ပုတ်ပေးရပါတယ်။ပုတ်ပြီးကြောင်တွေကိုတော့ကလေးများကဆေးတုပ်ပေးရပါတယ်။သက်သားပေါင်များကိုတော့ပေါင်ထိုးသစ်ဆက်မှာပေါင်တက်သူများကယူပြီးတော့တက်ဆင်ရပါတယ်။ကြောက်တန်ကိုတော့ကြောက်တဲ့မုံထုတ်တော့ကြောက်မှထုတ်ယူရပါတယ်။သို့တော့ကြောက်တန်ထုတ်တော့ကြောက်ပြားဟာဆိုရင်သက်တန်းနှူး၍ကြောက်သားပွားရပါတယ်။သို့မှသာကြောက်တဲ့မုံပေါ်တွင်ရေး၍ကောင်းမှလည်းဖြစ်ပါတယ်။တောင်မော်ကကြောက်ပြားဆိုင်အသေးများကိုတည်၍မညီလျင်ရွှေဘော်ထိုးပေးရပါတယ်။ရွှေဘော် ါ်ထိုးပြီးလျင်တော့ရေတညစိန်ရပါတယ်ပြီးလျင်တော့ထိတ်နှစ်ဖက်ကိုကော့ပတ်နဲ့ပြန်ခြုံပေးရပါတယ်အရင်ကဆက်နဲ့ခြုံ၍ယခုမှတော့ကော့ပတ်နဲ့အစဉ်ပြေ၍ကော့ပတ်နဲ့ခြုံရပါတယ်ကော့ပတ်စားပြီးလျင်တော့6လက်မှ10လက်မှအရွယ်ဆိုင်များဖြတ်ရပါတယ်စေးပြီးအချောင်လက်ကအမဲရောင်ဆိုရပါတယ်ထို့တော့ပြုတ်လုပြီးတဲ့နောက်မှာတော့မန္တလေးမွန်ပြည်နယ်မှတဆင့်မြန်မာနိုင်ငံလက်နက်ကိုဖြန့်ချီပြီးရောင်းချခဲ့ခြင်းလည်းဖြစ်ပါတယ်ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြမကြောက်တဲ့မုံတမိုင်းအကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထ ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘ ഹു တုထဖြစ်ပွဲတမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့ကြံပေးစင်ပါတယ်ရှင်